လေဘာဝရှုံးတာမရှုံးတာအသာထားဒီချက်တွေကိုရေရှည်ဆက်ထိန်းထားနိုင်ရင် EPL ဖလားကအာစနယ်လက်ကနေပြေးမလွတ်ပါဘူးပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာအာစနယ် Legend Hub ကတင်ဆက်နေပါတယ်လေဘာဝအသင်းကမန်ယူကိုအန်ဖီကွင်းမှာ2-1နဲ့ရှုံးနေခဲ့တဲ့ပွဲစဉ်ကအာစနယ်အတွက်ပရီးမီးယားလိဖလားပြိုင်ပွဲမှာတည်တာထင်ရှားတဲ့ခွင့်ရေးတစ်ခုဖန်တီးပေးခဲ့ပါတယ်အဲ့ပွဲစဉ်ကြောင့်အာစနယ်ကလေဘာဝကိုရမှတ်အားဖြင့်တည်တာတာကိုဖျက်နိုင်ခဲ့ပြီးတော့ တရားဒီမှာသူရဲ့ဇန်းဆောင်ကြီးကဖလားအိမ်မက်ကိုပုံမအကောင်းလာစေခဲ့ပါတယ်။အာဇနီကပရီးမီးယားလိဖလားပြိုင်ပွဲမှာထိတ်ဆုံးနေရာကိုဦးဆောင်နေပြီးတော့သူရဲ့ဇန်းဆောင်ကြီးကထင်ကြီးစရာဖြစ်နေပါတယ်။ဒုတိယပြင်းတော့ခန်းစစ်ပိုင်းနဲ့တိုက်စစ်ပိုင်းမှာဒူကြရဲအာသာချက်တွေကိုပြသနေပါတယ်။အာဇနီရဲ့ခန်းစစ်ပိုင်းကတရားဒီမှာကြစ်လက်ပြီးတော့အင်မတန်အကောင်းတဲ့ပုံစံကိုပြသနေပါတယ်။အာရီတာကခန်းစစ်ပိုင်းကိုအဓိကထားတိစောက်ထားပြီးတော့ပေကိုမရှိနိုင်တဲ့ပွဲတွေအများပြရယူလာနိုင်ခဲ့ပါတယ်။အာဇနီတိုက်စစ်ပိုင်းမှာတော့ open play ကနေကိုသိနိုင်မှုအားနေနေပါတယ်။ ဒါပေမဲ့အာစနေးရဲ့အာသာဂျက်တခုကတော့တသိန်းလုံးကဂိုးသိန်းနိုင်စွမ်းရှိတဲ့ကစားမတွေကိုပိုင်းဆိုင်ထားတာပါ။အာစနေးရဲ့ဘသူမဆိုဂိုးသိန်းနိုင်နေဆိုတဲ့အာသာဂျက်ကသူရဲ့တိုက်စစ်ပိုင်းကိုပုံပုံမြတ်တစေပြီးတော့ပြိုင်ဘက်တွေကိုခံမှန်းရခက်စေပါရည်။တချက်ရှိတာကတော့ပရီးမီးယားလိဖလားပြိုင်ပွဲကပွဲစဉ်ပေါင်း38ပွဲထိကစားရတဲ့မာရသွန်ပြိုင်ပွဲတစ်ခုဖြစ်ပြီးတော့ဖလားရဖို့အတွက်စွမ်းဆောင်ရည်တည်ငြိမ်မှုရင်းချက်မှုဖိအားကင်တွယ်နိုင်မှုနဲ့ချင်းမြန်စိတ်ဓာတ်တို့လိုအပ်ပါရည်။အာစနေးက2022-23နဲ့2023-24ရာသီတွေမှာ ဖလာနီကက်ခဲ့မိယာစီကုံမှာတော့မန်စီးတီးရဲ့နောက်ကောက်ချာချင်းကိုခံလိုက်ရပါတယ်ဒါကသူတို့ရဲ့ယဉ်ကျေးမှုနဲ့ဖိအားကင်တွယ်နိုင်မှုမှာအားနည်းချက်တွေရှိကြတယ်ဆိုတာသက်သေပါပဲဂျပန်စိတ်သက်ဆိုတာကပရီးမီးယားလိဖလာရဖို့အရေးကြီးတဲ့အချက်တစ်ခုလည်းဖြစ်ပါတယ်အဲဒီစိတ်သက်တဲ့မှာဖိအားအောက်မှာအနိုင်ရဖို့စိတ်ပိုင်းဖြတ်မှုအသင်းတစ်ခုလုံးရဲ့စီးလုံးမှုနီးပြားရဲ့နီးပြားကိုယုံကြည်မှုတို့ပါဝင်ပါတယ်အာစနယ်ကအဒီတာလက်ထက်မှာဒီစိတ်သက်ကိုတပြေးပြေးနဲ့တိဆောက်လာနိုင်ခဲ့ပြီးဒီရာဒီမှာသူတို့ရဲ့ကစားပုံကချင်းမြန်အသင်းတစ်သင်းရဲ့လက္ခဏာတွေကိုပြသနေပါတယ် ဒါကိုအဆုံးထိစတင်ထားဖို့လိုအပ်ပါတယ်။ဒါပြင်အာဒီတာရဲ့နီးပြမှုကအသင်းကိုစီလုံးမှုနဲ့ဆရာထက်တန်မှုကိုထည့်သွင်းပေးနိုင်ခဲ့ပါတယ်။အာဆင်ရဲ့ကစားမတွေကအာဒီတာရဲ့နီးပြဟာကိုယုံကြည်ပြီးတော့အသင်းအတွက်တဝက်ကိုတဝက်ပံ့ပိုးပေးနိုင်တဲ့စီလုံးမှုကိုပြသနေပါတယ်။အလို့စီလုံးမှုနဲ့စိတ်သက်ပိုင်းဆိုင်ရာအားကောင်းမှုကပရီးမီးယားလိရဲ့ယာစီကုန်ထိဖလားပြိုင်ပွဲကိုဦးဆောင်နိုင်ဖို့အဓိကအချက်ပဲဖြစ်လာပါလိမ့်မယ်။